ဖြစ်စဉ်ကတော့နိုဝင်ဘာ29ရက်မနက်9နာရီလောက်မှာမင်းကြီးမြို့နယ်တင်တော်ရွာကစေကံမှာလူနာကုသနေတဲ့ဒေါက်တာတူတူလင်ကိုမင်းကြီးမြို့နယ်ပါလာဖာအဖွဲ့ဝင်တွေကဝင်ရောက်စီးနှင်းပြီးအတင်းကျပ်လက်ထိတ်ကဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ဖေခေါ်သွားမှမသိဘသူနဲ့မှလည်းပြေးမတွေ့ဘူးလို့ဒေသခံတွေကပြောကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ဝင်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကတော့ဒေါက်တူတူလင်ဟာမြို့နယ်ပါလာဖာတာဝန်ခံဖြစ်ခဲ့စဉ်ကငားရမ်းထားတဲ့လက်နက်တွေပြန်မပေးတာအခွန်ငွေတွေပေးသွင်းမှုမရှိတာနဲ့ဗန်ဒါရေးစီးနှင်းတိုင်းပြဿနာတွေကြောင့်မှုဖွင့်တိုင်ကြားခံထားလို့ လုံထုံးလုံနည်းနဲ့ညီဖန်စီတာဖြစ်တယ်လို့ CG ပလက်ဖောင်းကိုဖြေကြားထားပါတယ်။ဒေါက်တာတူတူလွင်ဟာမင်းကင်းပြည်သူစေယုံအုပ်ယာလူကနေ CDN လုပ်ပြီးရခိုင်မြို့နယ်ပါအဖတောင်ကံဖြစ်2024ခုနှစ်ဩဂုတ်လတိတာဝန်ထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာမင်းကင်းမြို့နယ်ကဒေသခံတွေနဲ့တန်ရာရရေပေါ်ရီအတွက်ဆေးကုသပေးနေသူဖြစ်တယ်လို့လည်းသိရပါတယ်။ ဘူဖန်စီမှုဟာမင်းကင်းမြို့နယ်ချင်းတွင်းမြစ်ထဲကရွှေမျိုးလုတ်ကွက်တွေကိုဒေသခံတွေကကန့်ကွက်ဆန္ဒပြခဲ့ကြပြီးအဲ့ဒီဆန္ဒပြပွဲနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေကိုပါလာဖာကလိုက်နံဖန်စီနေခြင်းနဲ့တိုက်ဆိုင်နေတာပါထို့သူတွေကိုဖန်စီတာဟာဒီရွှေမျိုးကိစ္စနဲ့ဆက်နွယ်ပြီးနိုင်ငံတော်ကြီးညိုပြက်စီမှုခေါင်းစဉ်တက်လက်တုံပြန်လာလို့ဒေသခံတွေကယူဆနေကြပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ17ရက်တုန်းကလည်းရွှေမျိုးဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့တိုက်နယ်နှစ်ပါးကဖပါအဖခေါင်းဆောင်တွေဖြစ်တဲ့ ဦးစောဝမ်းဦးကျော်စိုးလင်းတို့ကို PDF တရင်တွေကအင်အားသုံးဝင်ရောက်ဖမ်းဆီးခဲ့ပါသေးတယ်။အန်ယူဂျီပြည်ထောင်ဝင်ကြီးဌာနကတော့ငှားရမ်းထားတဲ့တနတ်နဲ့အခွန်ငွေစည်းနေပါတာကြောင့်အမှုနှမှုနဲ့အမှုဖွင့်ပြီးမြို့နယ်ပအဖက်ကတရားလုံးလုံးတရားဆွဲဆိုဖမ်းဆီးခဲ့တာလို့ထုတ်ပြန်ပါတယ်။ဖမ်းဆီးစဉ်မှာအမျိုးသမီးရဲမေတွေမပါဘဲဖမ်းဆီးခဲ့တာနဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ပတ်သက်လို့လည်းတောင်းပန်ကြောင်းအမှုကိုဥပဒေနဲ့ညီဆောင်ရွက်သွားမယ်လို့လည်းထုတ်ပြန်ပါတယ်။